ုမွေးမင်္ဂလာပါရှင်ဒီနေ့တော့ยาပီဇာတောင်ပုံးမိုလေးကိုချက်ဆမှာဖြစ်ပါတယ်တောင်ပုံးမိုလေးကကြတော့ပေါ့နော်သူကလေရှွန့်နေအများကြီးပဲပါတယ်ပေါ့နော်အဲ့တော့လေရေဆေးလို့တောင်တန်မပြောင်းပါဘူးဒီတော့ဒီလိုမျိုးတရေပေါ့နော်တရေမဟုတ်ဘူးသူတထက်ပါဒီလိုမျိုးလေးခွာလိုက်ပြီဆိုလို့ရှိရင်တော့လေစားလိုက်လို့ရှိရင်သဲတစ်ချက်ချင်းနဲ့ဖြစ်မနေဘူးနဲ့အရန်နဲ့မှစားလို့ကောင်းတယ်တောင်ပုံးမိုလေးရိုက်ပေါ့နော်ဒီတော့ဒါတွေအကုန်လုံးကတော့မနေ့တောင်လောက်ထားတာပါဒီတောင်ပုံးမိုလေးကို နှစ်ချမ်းချမ်းလိုက်မယ်ပေါ့နော်ဒီလိုမျိုးနှစ်ချမ်းချမ်းပြီးလို့ရှိရင်ချက်ဆက်မှဖြစ်ပါရဲ့ချက်ဆက်လို့ရှိရင်အရင်နဲ့မှလွယ်တယ်ပေါ့နော်ချက်နည်းလေးလေးပြောပြပါမယ်လောလောဆယ်ဒါလေးတွေဒီလိုမျိုးနှစ်ချမ်းချမ်းပြီးတော့အဲရည်စေးလိုက်အောင်မယ်ပေါ့နော်မောချပရအတွက်နဲ့စီရိုးတည်ထားပါမယ်။စီရတော့အရင်နဲ့များစရာမလိုပါဘူး။ဒီအိုးမှာစီများနေတယ်ဆိုတာမှုက2ကီလိုလောက်မှဖြစ်လို့ပေါ့နော်။ဘယ်သူမှလည်းမမေ့ပါဘူး။ဒါမှမဟုတ်ပြပြတာပါ။ပြီးတော့မှကျက်သွင်းလေးထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်။ရွာမှာဆိုလို့ရှိရင်တော့အမေကဒီလိုမျိုးတစ်နေ့တစ်ခါပေါ်လာတဲ့တောင်ပုတ်မှုတွေကိုသူကအုံသီးလေးနဲ့ချက်ကြွေပါတယ်။ အခုကတော့အုံသီးလေးနဲ့ချက်ဆံမှာမဟုတ်ပါဘူးဒီတိုင်းလေးပဲကြော်ချက်တဘောမျိုးလေးချက်ဆံမှာပေါ့နော်အဲ့တော့ကြက်သွန်နီလေးကိုအရင်ဆုံးနွမ်းလောင်အောင်ကြော်ထားပြလိုက်ပါမယ်ဒီလိုမျိုးပေါ့နော်တံပိုးမူတွေကကျတော့တနစ်မှတစ်ခါစားတော့သူ့ရဲ့အနမ်းနဲ့တော့အိုးတော့ကိပြီပြီးတော့ဒီမှာကြက်သွန်နီလေးနွမ်းလာပြီဆိုတဲ့အခါကျလို့ရှိလို့ရှိရင်စနင်းမုံလေးအနေငယ်ထည့်ပါမယ်ပြီးတော့မြင်ငပီးပေါ့နော်ဒါက မြင်ငပီးလေးကိုထည့်မယ်မြင်ငဝီလေးထည့်ပြီးတော့မွှေးနေအောင်လို့ကြော်ထားပြလိုက်ပါမယ်အရင်လဲကျွတ်စီရမလို့ဘူးပေါ့နော်ကျွတ်တော်နေရအဲဒီလိုမျိုးမွှေးနေတဲ့အစင်းတော့ဆိုလို့ရှိရင်ရပါပြီကျွတ်တော်နေအနေနဲ့မြင်ငပီးအနေကရောပြီးတော့စီတက်နဲ့လေးကမွှေးပြီးတော့ထွက်လာပြီဆိုတဲ့အခါကျလို့ရှိရင်ပေါ့နော်ရေးဆေးပြီးတော့စကားစစ်ထားတဲ့တောင်ပေါင်းမိုးလေးတွေကိုအိုးရဲကိုစပြီးတော့ထည့်တော့မှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်ဒီမှုတွေအကုန်လုံးကိုအိုးရဲကိုထည့်ထားပြလိုက်ပါမယ်ဒီမှာပေါ့နော် မိုးကတော့အိုးနဲ့ဒီလိုမျိုးအပြည့်ရတယ်ပေါ့တော့ဒါပေမဲ့ဒါခဏကြာလို့ရှိရင်ပြန်ပြီးတော့အိကြတော့မှာပါအေးအခုလိုမျိုးချက်ပြီးတဲ့အချိန်မှာကြာတော့လေဒီမှာတဝက်ကျိုးလောက်ပေါ့နော်တဝက်ကျိုးလောက်ဖြစ်သွားပြီဒီလိုမျိုးနေထားရောက်သွားပြီသစားရှမိုးလေးထည့်ရသေးရနော်စားရှမိုးလေးကိုလိုတလိုရေးထည့်လိုက်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒီမှုရဲ့သဘောတဘာပါကြာသူကတောက်တက်တယ်တဲ့မှုတွေပါရဲ့ကြော်စားချက်စားနေဆိုလို့ရှင်ဟုတ်တော့ချီမဟုတ်တော့ချီပေါ့နော်တကင်းရလေးအနေငယ်ထည့်ပြီးတော့စားလို့ရှိလို့ရှင်တဲ့ သူကအစိတ်တောက်လေးပြည်စီတယ်ပေါ့နော်ဒါပေမဲ့ကျမကတော့ကစွန်ရနေနေလေးပဲထင်မယ်ကစွန်ရအမြဲတမ်းစားရတယ်ဒီတောင်ပေါ်မူကကျတော့အမြဲတမ်းစားရဘူးသူကတနေ့မှမှတစ်ခါစားရတာဖြစ်တဲ့အတွက်နဲ့ဒီမှာပေါ့နော်ဒီလိုမျိုးလေးကစွန်ရလေးအနေနဲ့အစိတ်ပြည်အောင်အတွက်ဖြစ်ထားပေးလိုက်ပါမယ်ဒါဈေးသုံးလဲမလို့နဲ့ရှင်းထုံးလဲမပင်နဲ့ဆိုတယ်လို့ပေါ့နော်မြကြည့်ဒီမှာလုပ်တဲ့နေ့တိုင်းပေါ့ရင်ခစ်တော်ဝန်ဒီတိုင်းကျမကကစွန်ရလေးကိုထည့်ပြီးတော့ကြောက်ထားပေးလိုက်ပါဦးမရှင် နောက်ဆုံးအဆင့်ကိုရောက်သွားပြီဒီနေရာမှာပေါ့နော်ငရုတ်သီးစိမ့်လေးညှက်ပြီးတော့ထည့်လို့ရပါတယ်ဒီမှာကျတော့ကလေးတွေရောစမ်းမှဖြစ်တဲ့အတွက်နဲ့ပေါ့နော်ဒီတိုင်းအချူလေးပဲကြော်ထားတာဖြစ်ပါတယ်တမမို့အနေနဲ့လေးမွေးနေတာပဲသူကအရင်နဲ့မှပေါ့နော်စားလို့ကောင်းတော့အင်မတန်စားလို့ကောင်းတော့တမမို့ကြော်ချက်လေးတစ်ခွရပါပြီလို့ဒီနေ့လေးအတိုင်းပဲကြော်စားကြည့်ကြပါအရင်နဲ့မှစားလို့ကောင်းဖို့အားမခံပါနဲ့ရှင်အစုံလေးကြည့်ပြီးလို့ကျေးဇူးများရင်တင်ပါတယ်ရှင်